အားလုံးပဲများဗျဒီနေ့ရှေ့ host band ဒီ band နဲ့ host ကနေပြန်လဲကြည့်ပို့လိုက်ပါတယ်ဒီနေ့ပြောပြပြခြင်းတဲ့သတင်းကောင်းလေးကတော့ Theta Force Hot Ops က mobile ကိုလာရောက်มาဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်မနစ်ကဒီစင်မှာ၄ရက်နေမှာထွက်ရှိခဲ့ပြီးဟိုးလေးတချို့ချောနာမည်ကြီးခဲ့ရတဲ့ first person shooter game ဖြစ်တဲ့ဒီ Theta Force ကို mobile အတွက်ဆို official ထွက်ရှိလာရောက်มาဖြစ်ပါတယ်အဲ့တော့ဒီ game အခြေအနေဘယ်လိုရှိရဲဆိုတာကိုကျွန်တော်ကပဲမြန်မာလိုပြောပြပေးရသေးတယ် ပထမဆုံးအနေနဲ့ data force ကိုမတိလိုက်တဲ့သူတွေအတွက် data force hot off ဆိုတာကဗတဲ့ free လို့မျိုးဟိုဘက်30ယောက်ဒီဘက်30ယောက်စေချေပြစ်ကြခတ်ကြရတဲ့ခင်းဆိုတော့လေအဲ့ဒါအောင်မှာဗတဲ့ free လည်းမတိပါဘူးခမရဆိုရင် call duty တော့တိမယ်လို့ထင်ပါတယ်ဟုတ်ပါတယ်အဲ့ call duty developer တွေ developer အဟောင်းတွေကိုယ်တိုင်ဒီ game ကိုပါဝင်ရေးဆွဲရတာဖြစ်ပါတယ်အဲ့လိုအားရပါရပြီးလို့ပြစ်ခတ်ရတဲ့ game mode ကိုတော့ warfare လို့ခေါ်ပြီးတော့နောက်ထပ် game mode တစ်ခုထပ်ပါပါသေးတယ်အဲ့ဒါတော့ခက်စားနေတဲ့ shooter looter expression မျိုးစားဖြစ်တဲ့ dark corp လို့ game mode ပါ operation လို့ခေါ်တဲ့ဒီ game mode က player တွေရဲ့ character ရွေးမြေပုံရွေးပြီးတော့ shoot loot and time to scoop လောက်အောင်မှာဖြစ်ပါတယ်။ဒါတော့ arena breakout ဆော့ဘူးတယ်ဆိုရင် true true ပြောပြကြရတာမလိုပါဘူး။ arena breakout နဲ့မတူတဲ့တစ်ချက်ကတော့ character တွေမှာ300နဲ့ ability တွေပါလာမှာဖြစ်ပါတယ်။ဥပမာ the wolf ဆိုလက်ကနေ triple blaster ပစ်တာ၊ lane mero ဆို recon arrow ပစ်ပြီးရန်လို့ရှာတာ။အားလုံးချစ်တော့ hack claw ဆိုရင်ဘာမှမတုံးမဲ့ထိတ်ဆုံးအောင်ပြေးနေတာ။ဟောတာ ability မဟုတ် skill issue skill issue နောက်ဆုံးထွက်ရှိထားတဲ့ campaign mode ဖြစ်တဲ့ Black Hawk Down ကိုတော့ mobile မှာဆက်စထွက်ခြင်းဖြစ်တာကြောင့်ဆော့လို့မရတော့သေးပါဘူးခင်ဗျ။အဲ့တော့ data force ကိုစောင့်မျှော်နေတဲ့ border lottery တွေအတွက်ကောင်မသိသေးတဲ့ border lottery တွေအတွက်ကောတိထားတင်တာလေးတွေဆက်လက်တင်ဆက်ပြရစီ။ data force ကိုစော့မယ်ဆိုရင်တော့အနည်းဆုံး RAM 3K လောက်တော့လိုပါမယ်ခင်ဗျ။ CPU ကတော့ Snapdragon 450အနည်းဆုံးလို့ရေးထားတာဆိုတော့လုံငယ်3နှစ်ကဖုန်းတွေအသာလေးနိုင်တယ်လို့ပြောထားတယ်ခင်ဗျ။ ဒါပေမဲ့တကယ်အပြည့်က 4K နဲ့ဆော့ကျင်နေဆိုရင်တော့ iOS နဲ့ Android မှာဆိုရင် RAM 8K နဲ့ Snapdragon 865 equivalent လောက်အဆင်ပြေမယ်လို့ပြောထားပါတယ်ခင်ဗျာ။သူ့လိုအပ်ချက်လေးတွေကိုလည်း official site မှာပြထားပါသေးတယ်။ Graphic အားဖြင့်ပြောရရင်တော့ Unreal Engine 5ဆိုတော့အများကြီးတာပါတယ်ခင်ဗျာ။ပြောရရင် Arena Breakout ထတောင်မှာအများကြီးပိုပြီး smooth ဖြစ်တာကိုတွေ့ရပါတယ်။ Warfare လို့ခက်တက်တက်ပြရတဲ့ game mode တွေတကောင်းပုံနဲ့ FPS ရနိုင်တာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ graphic ကတော့အားရစရာပါပဲ။ gameplay ကိုကြည့်မယ်ဆိုရင်လည်းအရင် smooth ဖြစ်ပါတယ်။ ။ PC မှာဆော်ဘူးတဲ့သူတွေဆိုရင်လည်းပြီပြီးသားဖြစ်မှာပါ။ First play ဖြစ်တဲ့ game mode ကတကယ် first play ဖြစ်ပြီးတော့တကယ်ကြက်ကြက်ဆော့ရမယ့် game mode ကြတကယ်တကယ်ကြက်ကြက်ဆော့ရမှာပါ။ကျွန်တော်တို့ကတော့ PC မှာ warp တစ်ချိန်လုံးထိုင်ဆော့နေကြပါ။ရွေးချယ်ကြ character 6ယောက်ရှိပြီးတော့သူတို့ character တွေကတော့စော့နေနေမှာပွင့်လာမှာဖြစ်ပါတယ်။အဲလိုလုပ်လို့ရမယ်ပွင့်လာတာကိုပြောတာပါ။ဒီနေ့မှာလဲ warfare ဆိုရင် level တင်လို့ရမယ်တနက်ပေါင်းများစွာပါဝင်ပြီးတော့ operation mode မှာလဲလိုက်လံလုပြီးရောင်းချရမယ်ပစ္စည်းပေါင်းများစွာရှိနေပါတယ်။ ဒါအပြင် operation mode မှာ mandal bridge ဆိုတဲ့ skin နဲ့ item တွေပေါက်နိုင်တဲ့ဘုံ light ကောင်းနိုင်ပါလိမ့်မယ်။ mandal bridge ကိုပွဲထဲမှာပါတယ်ဆိုလူတိုင်းပြီးကောင်းနိုင်ပြီးဖွင့်နိုင်တော့အကောင်းဆုံးပါ။ဒါပေမဲ့တခြားသူတွေကလည်းကိုကောင်းမိရဆိုတော့တောက်လျှောက်ကိုနေအောင်မြင်နေရမှာဖြစ်ပြီးတော့သူတို့ကောက်ထားမိရင်လည်းအဲ့လိုပဲဖြစ်မှာပါ။ဒါကြောင့် mandal bridge ပြီးကောင်းမယ်ဆိုရင်နည်းနည်းလေးတော့သတိထားဖို့လိုပါပဲ။ manual bridge ပြင်ကမှာ operation မှာဆိုရင်မြေပုံလိုက်တောက်လျှောက်လုံးနိုင်တဲ့ quest ကိုရှိပါလိမ့်ရဲ့။ဘယ် area ကိုရှင်းလင်းမှာရန်သူပနည်းရောက်ရှင်းလင်းမှာအစပြီးမြေပုံနဲ့တက်ဆိုင်တဲ့စင်ကြီးတွားရတဲ့ quest တွေပါထည့်ပြီးရပါမယ်။ ဒါကြောင့်စောရမဲ့သူမပြင်းအောင်လို့လှုပ်เสียဆိုတာအမြဲရှိနေပါပါလူလို့ရမဲ့ item တော်တော်များများလည်းသုံးဝင်ပြီးတော့ quest တွေကလည်းအများကြီးတန်းစီလောမှာဖြစ်ပါတယ်မကောင်းတာကတော့နားလျားခက်တဲ့ UI လေးတစ်ခုပါပဲဥပမာပစ္စည်းဝယ်ခြင်းနဲ့ဆိုရှာနေရတယ်ဘုံဖောက်ခြင်းနဲ့ဆိုရှာနေရတာတွေတော့ရှိပါလိမ့်မယ်သူ့ရဲ့ UI ကတခြားခင်းတွေထက်ဆိုင်များနေပြီးတော့ရှုံနေပါတယ်။အဓိကအားဖြင့် Warfare နဲ့ Operation Game Mode နှစ်ခုပဲဆိုပေမဲ့နောက်ထပ် Game Mode လေးတွေထပ်ပါပါသေးတယ်ခင်ဗျ။ ြောရရင် King of the Hill ဆိုရင်နေရာအဓိကပြေးသိမ့်တာပြီးတော့ War of Tank ကစားစင်တဲ့ဘော်ဒါတွေအတွက် Vehicle Combat အဓိကကစားရမယ့် Game Mode တွေ Operation ကိုမှကိုယ် Equipment မလိုပဲ Auto လောက်အောင်နဲ့စော့နိုင်မယ့် Limited Time Game Mode တွေအစရှိတဲ့တခြား Game Mode တိတိလေးတွေကလည်းထပ်ပါဝင်ပါလိမ့်ရဲ့ခင်ဗျအဲနောက်ဆုံးမှကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ Data Force ကအရန်ပြော်ဖို့ကောင်းတဲ့ Battle Fish Shooter ဂိမ်းလေးဖြစ်တယ်လို့ပေါ့ပေါ့ပါပါဆော့နိုင်တဲ့ Shooter Looter ဂိမ်းရဲ့ဖြစ်ပါတယ်။ဒါအပြင်ပိုကောင်းတာလုံးဝ free ဆော့လို့ရမှာဖြစ်ပြီးတော့ Pay to Win အနေနဲ့ကတော့တစ်လကြီးတွေနဲ့ကြွားလို့ရတာတစ်ခုပဲရှိမှာပါ။ PC မှာဆော်ပြီးသားကျွန်တော်တို့တက်ကတော့မိုဘိုင်းမှာထွက်လာတော့ performance live ပြီးသားမလားလို့စဉ်းစားမိပါလေ။ဒါပေမဲ့ close beta တက်တွေ့ကြည့်ပြီးတဲ့နောက်မှာတော့မိုဘိုင်းမှာလည်း PC လိုမျိုး performance နဲ့ဆော့နိုင်မှာဖြစ်ပါလေ။ပြောချင်တာကတော့ဘယ် platform အပဲဆိုတော့ဘေးရပြီးတဲ့အရသာတော့ပြည့်ဝခံစားနိုင်မှာဖြစ်ပါလေ။မိုဘိုင်းသမားတွေတက်ကတော့ cross play မရပါဘူး။ဒါကြောင့်မလို့ PC နဲ့နိုင်ကြည့်မြင်နေတဲ့ border lord တို့တော်တော်စိတ်ရက်စရာပါလေ။ PC မှာတော့ဘာလို့ review မလုပ်ခဲ့လဲဆိုရင်ကျွန်တော်တို့လည်းအရန်နေထိုင်ဆော့နေပြီး review မလုပ်ဖြစ်လိုက်တာပါ။ ပြောရရင်ဂိမ်းကကောင်းလို့တော့ review လုပ်เสียတော့မလိုလိုက်ပါဘူးတော်တော်များများလည်းသိပြီးသွားပြီမို့လို့ပါဒါကြောင့်တခြားထပ်ပြောရမယ်ဆိုရင်တော့ data force mobile ထွက်လာတဲ့အခါလုံးဝလုံးဝစော့ကြည့်နေတဲ့ဘူးဖြစ်ပါတယ်တဲခိကြော်ကြော်လောက်နေရာယူมาဖြစ်ပြီးတော့ state တွေရှင်းနေမလိုတဲ့ figure တွေတော့ကျူဖြတ်ထားပြင်ပါတယ်အဲ့တော့အခု data force ခင်းကို mobile မှာထွက်လာတော့မယ်ဆိုတော့ fora law တို့ရောဘယ်လိုနေလဲဘသူတွေစော့ပြီးကြပြီလဲဘသူတွေစော့ကျင်နေပြီလဲဆိုတော့ဖုန်းမှာရေးပြီးတော့ပါအောင်ခင်ဗျ ဂိမင်းစကောတခုကလာရောက်ကြည့်ရှုအားပေးနေတဲ့သူတယောက်ချင်းရံလဲအထူးပဲကြည့်ကြည့်တင်ရှိလိုက်ပါတယ်ဂိမင်းစမတ်ကလာအပေးအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ